အဲ့သူဝိတဲ့ဝိဆုံနေရတယ်သူကအရင်ကတည်းကဇမင်းသားဖြစ်ခဲ့ဆိုပေမဲ့ဒီမှာပြိသက်မြင်အဲ့လိုဖန်ဒီဖြစ်စီမဲ့ကြည်လို့ကောင်းဒီမဲ့ဇက်ဇက်သမင်းမင်းသားဆိုတာလေမြင်စီမဲ့ဝိဆုံနေရွေးချယ်မှုတွေနောက်သူ့ရဲ့စကားပြောတဲ့ flow တွေဒီကောင်ရောက်ကြတဲ့အဆင်မပြေတာဟမ်ညကလည်းငေါ့အကောင်လိုက်ကြီးသရေချောက်မတူညီအောင်ပြောင်းတဲ့စပင်ကေတွေဒီဇိုင်းတွေဒီဇိုင်းကာလာပါညာအနေထားတယ်ပေါ့နော်အဲ့ဒါတွေလည်းဒါကျွန်တော်တို့ကဟိုပြောရင်တော့အတူယူရတာပေါ့နော် ဘယ်လိုပြောမလဲကျွန်တော်အရင်တော့အဲ့လိုပေါ့နော်တခန်းစာနှစ်ခန်းစာလေးတွေရိုက်ခုပါတယ်ပေါ့နော်ဒီမှာလည်းအဲတခန်းစာနှစ်ခန်းစာဆိုတာထက်ဒီမှာဇက်ကောင်လေးတစ်ခုဖြစ်ရိုက်ခွင့်ရတယ်ပေါ့နော်အဲကိုထုံးပေါ့ကျွန်တော်ကိုထုံးကိုကျေးဇူးများကြီးတင်ပါတယ်ကိုထုံးကိုကျွန်တော်ချိတ်ဆက်ပေးမှုနဲ့ကိုထုံးခေါ်တာပေါ့နော်ကိုထုံးခေါ်တဲ့အတွက်ကိုကျွန်တော်အဲကိုယ်လည်းလူရှင်တော်ဖြစ်တယ်ကိုယ့်မိသားလည်းလူရှင်တော်ဖြစ်တယ်ဒီမှာလည်းလူရှင်တော်နေရာကနေဝင်ပြီးတော့တရုတ်ဆောင်ရမယ်ဆိုတော့ဒါကျွန်တော်တို့ဟိုအရန်ဟိုဒီကာရိုက်တာကျွန်တော်ကြိုက်တယ်ဗျာဦးကြော်ကဒီလိုနည်းနည်းလေးအရေးဝင်သွားမှထွက်လာဘာထွက်တာလေကောင်းလား ကျူးမဟုတ်လေတက်လုံးတွေဖွက်လာတာကိုကျန်းဆိုလေဒါရင်ကြတဲ့တော့ဟာတပင်းမျိုးရိုးကြီးပဲလေကိုကျန်းကိုကျန်းလည်းမင်းသားဒီဘက်တော့လူရှင်တော်ကကြတော့ဥငတ်နဲ့ကျွန်တော်နဲ့အဲကြာရိုးကြာနယ်ဆိုရအတွဲပေါ့နော်အဲပြီးတော့မင်းသမီးကလည်းဒါကျွန်တော်တို့မဖူးဆုံးတို့ပါတယ်ပြီးတော့တကယ်မင်းသမီးထဲမှာဆိုရင်ဟိုဟာလှ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 ဟိုဟာပေါ့ဇွဲရည်ဒီပါတယ်ပေါ့နော်ဇွဲရည်ကလည်းဒါကျွန်တော်တို့နဲ့အရင်အပြင်မှာအငိမ့်နေပါတယ်အတူတူကခဲ့တာဆိုတော့ဒါတကယ်ကိုအမှတ်တရရအများကြီးနေပါတကယ်လေတဲရဲကရိုက်နေတယ်ညဘက်လည်းရိုက်နေတယ်ဇက်ယုံကြီးစောက်တယ်လေကွင်းထဲမှာရိုက်တယ်တကယ်လေ အဖို့လေးသွားဖို့ဆိုတကယ်ကြောက်နေကြတယ်တယောက်နဲ့တယောက်မပြောနဲ့ဆိုလို့ပြောအောင်ဟောပြောအောင်ဟာညီမလေးစနိုးကြည့်ပြီပါဆိုရင်တော့အဲဟာစိတ်မဆိုးနဲ့နော်ကျွန်တော်ကပြောရင်တော့ဟိုကောင်ချမ်းလူကိုကျွန်တော်ရန်သဘောကြတဲ့အထက်မှာပါစကယ်ဦးအရင်ခံဟာလဲဆိုကောင်ချမ်းလူကရှူတင်မှာသူကကော်တိုင်း ရောက်တာကိုသူကသဘောကျတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းအရင်ဟိုပေါ့နော်အချိန်ကို view ဆိုက်ပြီးတော့သွားတယ်ပထမဦးဆုံးအဲအတွေ့အကြုံဖြစ်တာရောပထမဦးဆုံးအတွေ့အကြုံဆိုတာပထမဦးဆုံးနေရာလေးတစ်ခုရတဲ့ရုပ်ရှင်ကားဖြစ်တာရောကျွန်တော်အဲ့လို view ဆိုက်ပြီးနေတယ်အဲ့ညဘက် night scene တွေရိုက်တဲ့အချိန်မှာအော်ကျွန်တော်အခန်းလိုသေးတယ်လို့နှစ်ဆင်းလောက်လိုသေးတယ်ဆိုကျွန်တော်ရှိနေတဲ့အချိန်မြမလေးစနိုးကြည့်ပြီးတော့ကိုကြီးတဲ့တမီးတို့ဟိုညမမင်းကလေးတွေ၃ယောက်ထဲတဲ့အိမ်သာမသွားရဲလို့လိုက်ပို့ပါလားတဲ့အဲ့ကျွန်တော်လိုက်ပို့လိုက်ကျွန်တော်နောက်ကြပါအောင် ဟောကောင်းချမ်းလူကခေါ်နေမိုးဆိုင်မိုးဆိုင်ကံကောင်းလူကတိတ်နောင်မကြလိုက်လို့อืมဒါဒါတရေအတွေ့အကြုံပေါ့နော်သူအင်တာတက်ချင်လို့လိုက်ဆောင်ပေးရတာပါကျွန်တော်တို့ကဟိုလေကွင်းထဲမှာဆိုတော့ဗျာဟိုမိန်းကလေးယောက်ျားလေးတွေကတော့ကြိုက်တဲ့နေရာအပေါ်သွားလို့ရတယ်လေးသွားလို့ရတယ်ပြဿနာမရှိဘူးမိန်းကလေးကျတော့နည်းနည်းရှော့ရှိတယ်လေအဲမိန်းကလေးကမသွားတတ်ဘူးမသွားတတ်တော့သူကလေကွင်းထဲမှာဇက်ယုံဆောက်ထားတာဖြစ်တဲ့အတွက်သူကရွာထဲကအဲ့လိုပေါ့တော့နည်းနည်းလှမ်းနဲ့အိမ်တဲအိမ်ကိုသွားရတာညဘက်ကြီးတိတ်ညမနဲ့ပေါ့ညတနားညနားလောက်ကြီး ခွေးတွေရလိုက်ဆွဲဟာမှတ်တရပါပဲဟုတ်ကဲ့ရွာကဝေးလာဆိုတော့အရွာရွာရဲ့ဒီဘက်မှာကွင်းပြင်ရှိတယ်အဲ့ကွင်းပြင်မှာကျွန်တော်တို့ကဟိုဇက်ယုံကြီးစောက်ပြီးတော့ရိုက်တာဗောနော်အဲ့ကွင်းပြင်ခက်လန်းလန်းမှာလည်းပြဿနာတော့မရှိဘူးသူကတင်းချိုင်းကုန်ရှိတယ်ဆိုတော့လေအကုန်လုံးကကရော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 အပေါ်လေးသွားတာဆိုကြောက်လန့်နေကြတာဗောနော်ဒါပေမဲ့အဲ့လိုအမှတ်တရတွေအများကြီးနဲ့ရိုက်ခဲ့ရတာဗောဟုတ်ကဲ့အဲ့အချောက်ကတော့မခံခဲ့ရဟောဟုတ်လေအဲ့ တော့တဲချောက်တော့မခံခဲ့ရပါဘူးကိုကနဲ့ကိုဒီအလုတ်ထဲမှာအကုန်လုံးကမျောနေကြတော့လေအဲမိုးလင်းလို့လင်းမတော့မသိပါဘူးအဲမိုးလင်းပြီဆိုတော့အာလင်းပြီလင်းပြီတိမ်ပြီတိမ်ပြီနောက်နေ့ပြန်ရရမယ်ဆိုအဲ့လိုဖြစ်ကြတာဟုတ်ပြာကလေးရွေးလူကြီးပြေးကြစီပြေးပြောင်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 းပြေးကြပြေးမငါမပြေးသေးဘူးထဲဦးလားပြေးအော်မပြေးသေးဘူးပြေးရပါလေကိုထုံးကတကယ်ကိုလေတနာလဲတနာတယ်သူကပြေးလိုက်လွှားလိုက်တောင်းပြေးလိုက်မောင်းပြေးလိုက်ဟာဟိုလူပုံစံဒီလူပုံစံနဲ့အဲ့လိုပေါ့နော်အဲကလေးတရားဟုတ်တယ်ကျွန်တော်လည်းအဲ့လိုမျိုးပုံစံကိုအရန်သဘောကြတယ် ဒါကြောင့်မို့ကျွန်တော်ကိုယ်တိုင်လည်းအမေကျွန်တော်ရှူတင်တယ်ဆိုသိတယ်ရုပ်ရည်တွေခက်အဲ့တော့ကိုကိုထုံးကိုကိုချင်းလဲစားလေ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 းစားတယ်အဲသူလောက်တာလေးဒါကိုထုံးပို့ပြီးတော့စူးစားရတယ်မြင်ရတဲ့အတွက်ကိုဒါကျွန်တော်တို့ကလည်းဝမ်းသာပါတယ်ဟုတ်ကဲ့ဒီကားရိုက်တာ2023လောက်ကဖြစ်မှတင်2023 17လပိုင်းလောက်ပါလားမသိဘူးဗောနော်ကိုထုံးအဲ့ဒီဒီအခု2025ကြားထဲမှာအရင်ကတည်းကလည်းအလုံးလုံးနေတာတွေ့တယ်ဗျာဒါပေမဲ့ဒီထက်ပို့ပြီးတော့စူးစားလာတယ်ကိုကျွန်တော်တို့ဒီထက်ပို့ပြီးတော့အားသုံးခွန်ဆိုင်အလုံးလုံးနေရတာကိုမြင်တဲ့အတွက်ကိုကျွန်တော်တို့ကဒါ လေးစားအားကျနေရတာပေါ့နော်တကယ်အကယ်ဒမီလေးဖြစ်တာတကြောင်နောက်တစ်ခုကဟိုပြောရရင်တော့ဟိုသူ့ကိုယ်သူအမြဲတမ်း update ဖြစ်အောင်လုပ်နေတာလေဒါကြောင့်မို့ကျွန်တော်တို့ကဒီလိုအကိုရေဆရာတွေအကိုဆရာတွေကိုဒါကျွန်တော်တို့ကြည့်ပြီးလေးစားအားကျရတဲ့အတွက်အတူယူပြီးတော့နောက်ထပ်လည်းကျွန်တော်တို့လည်းစူးစမ်းနေရတာပေါ့ဟုတ်ကဲ့ဦးစုံဝင်လက်ခံရတဲ့ဇက်အဖွဲ့ကလေမကောင်းဆုံးကအခုပြောင်းပြီးတော့လူတွေပါဆွဲရမယ်ဒါကိုပြောနေတာဒီဘောင်ရောက်ကလေးအဆင်မပြေတာဟမ်ညကလည်းငောက်အကောင်လိုက်ပြီးကိုကျန်းကလည်းအဲ့လိုလေးစားရတဲ့အထဲမှာပါတယ်ကိုကျန်းကြတော့ ဟိုပြောရင်ဇမင်းသားနေရာဆိုပြီးတော့သူသူကမပါတယ်ဗောနကျွန်တော်လူရှင်တော့အဲ့သူဝိတဲ့ဝိဆုံနေရတယ်သူကအရင်ကတည်းကဇမင်းသားဖြစ်ခဲ့ဆိုပေမဲ့ဒီမှာပြိသက်မြင်အဲ့လိုဖန်ဒီဖြစ်စီမဲ့ကြည်လို့ကောင်းဒီမဲ့ဇက်ဇက်သမင်းမင်းသားဆိုတာလေမြင်စီမဲ့ဝိဆုံနေရွေးချယ်မှုတွေနောက်သူ့ရဲ့စကားပြောတဲ့ flow တွေဗောနအဲ့နောက်တစ်ခုကဇကားတကားနဲ့တကားမတူညီအောင်ပြောင်းတဲ့ spin key တွေ design တွေ design color ပါညာနေထားတယ်ဗောနအဲ့ဒါကြီးလည်းကျွန်တော်တို့ကဟိုပြောရင်တော့ အတူယူရတာပေါ့နော်ဟုတ်ကဲ့အကိုတွေကိုကြည့်ပြီးတော့ဒီမှာလဲကိုကျန်းရဲ့ဒီမှာဟိုဇက်ဝင်တခြင်းကလာလိုက်မယ်မင်းသားရဲ့တခြင်းကစိန်ဝင်းနဲ့မင်းသားနဲ့မယ့်မင်းသားကိုစိန်ဝင်းရဲ့စိုးပေါက်နဲ့ကားပေါက်နဲ့အဲ့ဒါရေးတာကိုစမ်းမင်းအမက်ကြည့်ကြည့်လိုက်တာနဲ့ဒါတဝါတဟာဖြစ်ရမယ်ဥစားကျွန်တော်တို့ကြည့်နေဟိုကိုကောင်ချမ်းလူတို့ကျွန်တော်တို့အကုန်လုံးကြည့်နေနေကိုကျန်းကိုကြည့်နေနေရီနေရတာပါသူအဲ့လိုဟိုပြောရရင်တော့အရန်ကိုပြောရရင်တော့အလုတ်ကို အလုံးနဲ့တူအောင်လှုပ်တဲ့လူတွေလို့ပြောလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့စိန်ဝင်းစိန်ဝင်းဇမင်းသားလေးမောင်စိန်ဝင်းဟုတ်တယ်ကိုတိုင်းဆိုကိုတိုင်းကျွန်တော်လည်းဒီဘက်မှာဒီဘိုင်းမှာဆိုရင်ဟိုဟာဦးငတ်တို့ကလည်းဟိုကောင်းချမ်းလူတို့ရောအတော့လို့ညီလို့ခွန်တော့တွေဆိုပါ냐ဆိုတော့လေအဲကျွန်တော်လည်းကိုတိုင်းပဲဆိုအဲဒီဘက်ကဟိုဦးငတ်တို့ကလည်းနေရာပေးတယ်အာကိုထုံးတို့ရောဟလာပြီးတော့ကောင်းချမ်းလူတို့ကလည်းလက်တွဲခေါ်တယ်ကိုကျန်းတို့ကလည်းလက်တွဲခေါ်တယ် ပြီးတော့တချင်းတွေကလည်းကိုယ်တိုင်ဆိုကိုယ်တိုင်ကရတယ်များကြတယ်ဟုတ်ကဲ့ဟာဒါတကယ်ဘဝမှာပထမဦးဆုံးဆိုပေမဲ့တကယ်ကိုအမတ်တရားပေါင်းများစွာနဲ့အဲရိုက်ကူးခွင့်ရတဲ့အတွက်ကိုအဲနေမွေရာတင်းမိသားစုတွေပေါ့နော်အကုန်လုံးရောအဲကျွန်တော်ကိုထုံးရောအားလုံးအားလုံးအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့နောက်ထပ်လည်းစုံစည်းခြင်းပါသေးတယ်ဟုတ်ကဲ့